နမောတတဗကဝတော်အရဟတော်တမန်တံဘုံဒတတရဏနှစ်2569ခုနှစ်မြန်မာတက္ကရာ1389ခုနှစ်အတွက်မဟာသင်းညာစာဟောစတန်ကြီးနေဂျိုးအဖွဲစည်းတို့ရဲ့တဘောခရစ်နှစ်2025ခုနှစ်ဧပြီလ13ရက်1386ခုနှစ်နောက်တစ်ခုလဆုပ်တရက်နေ့တနင်္ဂနွေနေ့တည်မဟာတကြံအကျိုးနေ့ဖြစ်ပါတယ်ခရစ်နှစ်2025ခုနှစ်ဧပြီလ14ရက် 1386ခုနှစ်နောက်တစ်ခုလဆုံး2ရက်တနင်္လာနေ့မြန်မာစံတော်ချိန်နနက်6:38နာရီ38မိနစ်20စက္ကန့်အချိန်တွင်မဟာတကြံကြာ၏ခရစ်နှစ်2025ခုနှစ်ဧပြီလ15ရက်1386ခုနှစ်နောက်တစ်ခုလဆုံး3ရက်အင်္ဂါနေ့ဟာမဟာတကြံအကြက်ရံဖြစ်ပါတယ်ခရစ်နှစ်2025ခုနှစ်ဧပြီလ16ရက်1386ခုနှစ်နောက်တစ်ခုလဆုံး၄ရက်ဗုဒ္ဓဖူးနှစ်မြန်မာစံတော်ချိန်နနက် စင်နာရီ24မိနစ်၄စက္ကန့်အချိန်တွင်မဟာသင်္ကန်တက်၏ထို့ကြောင့်19ရက်4လ2025ခုနှစ်ကြာစာပတိနေ့နှောင်းတကူလဇန်9ရက်နေ့ဟာနှစ်စန်းတရက်နေ့ဖြစ်ပြီးထိုနှစ်အား1389ခုနှစ်ဟုခေါ်တွင်ဇေ1989ခုနှစ်တွင် အတာအစားသောနေ့မှာဗုဒ္ဓဘုရင်ဖြစ်ပြီးတနင်္လာသာသမီများပုတ်၏ဤကမဟာတရားဟောသည်1989ခုနှစ်အတွင်း လူအများပြုလုပ်စေလိုသည်ကမဟာတကြံကြပြီးနောက်ရက်တော့မဟုတ်နှစ်ဆန်းတရက်နေမှာဥကောင်းစီခြင်းပြုလုပ်ရတဲ့မင်္ဂလာအခါယူလို့စေပါ၏ပုံမှန်ဆိုရင်တော့ဆရာတို့အဲမဟာတကြံကြပြီး24မိနစ်နဲ့ဒီမှာဆို၄ဆက်ကန့်ကြရင်ဥကောင်းစီခြင်းပြုလို့လို့ရှင်ကံကောင်းစေပါတယ်တို့တော့ဆရာမိတ်ဆွေများယူရလွယ်အောင်နဲ့နှစ်ရက်အစပထမရက်ဖြစ်တဲ့နှစ်ဆန်းတရက်နေကိုဆရာကတော့ရွေးချယ်ပေးလိုက်ပါတယ်ခင်ဗျာဒါကြောင့်ဥကောင်းစီစီလို့ပါခင်ဗျာ ဥပ္ပံစေရခြင်းအကျိုးမှာနံပါတ်1အနာရောဂါကင်းရှင်းခြင်းနံပါတ်2အဆုံးများကိုဖြေဖျောက်ခြင်းနံပါတ်3ဂျိုဆူးများနဲ့ပါပါဂျူအမြန်များကိုဖယ်ရှားနိုင်ခြင်းနံပါတ်4တမာဒီဝနှကောင်းနှမြများဤမဆာဆောက်ရှောက်ခြင်းနံပါတ်5လိုယာတောက်စုပြေဝခြင်းစသောကောင်းကျိုးချမ်းသာများကိုရရှိစေသောမင်္ဂလာအခါဖြစ်၏ထို့ကြောင့်ရှေ့မြန်မာပြည်များသည့်ဥပ္ပံစေခြင်းမင်္ဂလာပြုလုပ်ကြောင်းကိုလည်းတမိုင်းမှာအထင်ရှားတွေ့နိုင်ပါသည် ရှေ့ဆရာကြီးများရဲ့အစိုးအမိန်များအရာမှာလဲတာရကများစွာချီကြောင်းပြောပြလိုပါတယ်ခင်ဗျာဒါကြောင့်မိဘမိတ်ဆွေများအနေနဲ့ဥပေါင်းစည်းခြင်းမင်္ဂလာပြုလုပ်ရန်ဆရာအနေနဲ့အကြံပြုလိုပြီးနှစ် S ရဲ့အစရက်ဖြစ်တဲ့နှစ်စန်းတရက်နေ့နနက်9နာရီမှနေ့လယ်7နာရီ34မိနစ်အတွင်းမှာပြီးစီအောင်ဆောင်ရွက်စီလိုပါတယ်ခင်ဗျာဥပေါင်းစည်းခြင်းဆိုတော့ပြီးမှငွေဖလားတဲ့ကိုဥပေါင်းစည်းတဲ့အခါငွေဖလားတဲ့ကိုတယောနှစ်နန့်သာရီများရောစက်ခါ ယတနာ၃ပါးကိုအာယုံပြုပြီးအနန္တောအနန္တာ၅ပါးကိုဥထိတ်တင်ရှင်ဖို့ပြီးတော့တောင်းစုပြုပြီးတဲ့အခါမှာဥပေါင်းဆေးရပါတယ်။ဖို့နေ့ဟာနှစ်တနည်းရဲ့အစပထမရက်တရက်ဖြစ်သဖြင့်မိတ်ဆွေတို့ဤလောဘဒေါသမောဟများကိုထိ ंछ ုပ်၍မေတ္တာပါဝနာတရားစီဖျံခြင်းပေးကမ်းစွန့်ကြဲခြင်းနဲ့မိမိတို့နိုင်ရာသီလစောက်တည်ခြင်းများကိုပြုလုပ်စီလိုပါတယ်ခင်ဗျာ။အစာကောင်းမှအနောက်တေချာမီဆိုတဲ့ဆိုရိုးရှိတဲ့အတိုင်းထိုနှစ်ဟာနှစ်တနည်းရဲ့အစနှစ်စန်းတရက်နေ့ဖြစ်သဖြင့် ထိုနှစ်မှာထိုနှစ်မှာ20ရက်တရက်တည်းမှာအထူးသဖြင့်မိတ်ဆွေတို့ထိခိုက်ရန်စကားများခြင်းအမှုကိစ္စများယုံကလနာဆိုင်ရာကိစ္စအဝါဝါတို့ကိုဖြည့်ချင်းချင်းဆောင်ရွက်ခြင်းပြုလုပ်ရန်မတင်မဲနဲ့ထိုနှစ်ကိုထိုရာတွေမပြုလုပ်စီဖို့တို့အထူးဂရုစိုက်စင်ခြင်းဇေလိုပါ၏ထို့ပြင်ထိုနေ့မှာဥပုပ်တီလာစောက်တည်ခြင်းပေးကမ်းဝေမြဒါနပြုခြင်းကောင်းသောမင်္ဂလာစကားများကိုနမိတ်ဆောင်ပြောဆိုခြင်းများပြုလုပ်ကြပါကုန်ပါ လူကြီးမိဘဆရာသမားများကျေးဇူးရှိသူများတက်ကြီးရွယ်အိုများနှင့်လူကြီးမိဘဆရာသခင်တို့အားငါးပါးသောထီချင်းဖြင့်ဂျိုကျိုးကတော့လက်အုပ်မိုး၍ရှင်ကိုကာဝရာပြုခြင်းအလို့ငါမင်္ဂလာတရားတော်နဲ့လည်းညီပါမိတယ်ခမရထီချင်း၅ပါးဆိုတာရှေလနှစ်ဘူးတထောင်ဒူးကိုထိပ်ပြီးတော့ဥခိုက်စေခြင်းကိုဆိုလိုခြင်းဖြစ်ပါတယ်ခမရထို့သူလူနဲ့မြမအရိယာပုဂ္ဂိုလ်သူတော်စင်တို့ရဲ့ဆောင်းမကြီးချူစောက်ချောက်ခြင်းခံရတတ်ပါတယ်ခမရ မိဘဆရာသမားတို့ရွှီချီပြူထောပနာစူတောင်းမြေတာပြုခြင်းကိုရရှိနိုင်သဖြင့်ထိုနှစ်ဟာထိုတို့ပြုလုပ်သူအတွက်အဘယ်မှာအဆိုးရှိနိုင်ပါလဲဤကားနှစ်တစ်နှစ်ရဲ့နှစ်ကူအခါသမယ၌တစ်နှစ်မှာတစ်ချိန်သာပြုလုပ်လို့ရသောမင်္ဂလာဖြစ်ပြီးဒုက္ခိဒုက္ခမင်္ဂလာကောင်းကျိုးအဖျားဖျားနှင့်ပြည့်စုံစေလိုကြောင်းဆရာကတတ်တည်သူပြောပြလိုက်ပါတယ်ခင်ဗျာဆရာငယ်ဖြစ်ပါတယ်ခင်ဗျာထပ်မံပြီးတော့ဆရာက1389ခုနှစ်အတွက် မြန်မာပြည်ဂျိုးအဖွဲ့အစည်းတဘောနဲ့ပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာဒီဂျိုးအဖွဲ့အစည်းတွေကိုရွတ်ဖတ်ဟောကြားတဲ့အခါမှာဂျိုးကြီးများရဲ့တဘောများဟာရှေ့ဆရာကြီးများရဲ့နီးနာအတိုင်းကိုယူဆထားတာဖြစ်ပါတယ်ခင်ဗျာတချို့ဂျိုးနေရအထားသူအလွဲအမှားလေးရှိခဲ့ပါကဆရာရဲ့စေတနာအပြစ်သာဖြစ်ပါစေတော့မပြေတော့ဘောင်ခတ်တယ်လို့မှတ်ပြီးဇီလိုပါတယ်ခင်ဗျာ1389ခုနှစ်အတွက်မြန်မာပြည်ဂျိုးအဖွဲ့အစည်း နေနေအရှင်ကျော်ခုနှစ်လုံးထဲတွင်1389ခုအုပ်ဆိုးသောဂျူများမှာဗုဒ္ဓဘုရားကနနေရတနင်္ဂနွေဂျူကအသုံးနေရနဲ့အင်္ဂါဂျူတောက်ကြဂျူစနေဂျူတို့အတီးတီးပါဝင် လာကြပါတယ်ခင်ဗျာထူးခြားသည်ကဒီနှစ်မှာဂျာစာပရိဂျူမပါဝင်လာပါဘူးဂျာစာပရိဂျူမပါဝင်လာတဲ့အတွက်ပညာရေးဆိုင်ရာကိစ္စရမှာတိုးတက်နိုင်စရာတော့မရှိပါဘူးထို့အတူ၎င်းဂျူမပါဝင်လာခြင်းကြောင့်ပညာရေးဆိုင်ရာလုပ်ငန်းများဗန်လုပ်ငန်းများ ဘာသာစကားတင်နန်းနဲ့ပတ်သက်တော့အရာများလူမျိုးရေးဆိုင်ရာကိစ္စများအားနည်းစိတ်တတ်သောနှစ်တနည်းဖြစ်ပါတယ်ခင်ဗျာကိုနှစ်မှာပဲပဲပြောင်းနှံ့အစရှိသောခြံထွက်တွေတွင်းထွက်ပစ္စည်းတွေခြံထွက်လေယာထွက်ပုံတွေဈေးကောင်းတတ်ပါတယ်ခင်ဗျာမီးဘေးတကူဘေးမုန်တိုင်းဘေးမိုးလေရာသီဥတုမှန်မှန်ချင်းဘေးအစရှိသောအရာများကြောင့်စိုက်ပျိုးသီးနှံများရှားတတ်ပါတယ်ခင်ဗျာ လက်မှုလုပ်ငန်းများအိမ်တွင်းမှုလုပ်ငန်းများဘာသာရေးဆိုင်ရာကိုးကွယ်ယုံကြည်မှုများလောကီပညာရများပုံမူကျယ်ပြန့်စွာထွန်ကားနိုင်သောနှစ်ဖြစ်ပါれအနုပညာလုပ်ငန်းများဖျော်ဖြေရေးဆိုင်ရာလုပ်ငန်းများပုံမူကျယ်ပြန့်စွာထင်ပေါ်လာနိုင်တော်လဲတစ်ဖက်တွင် အသိပညာရှင်များအတတ်ပညာရှင်များတစ်ဖြည်းဖြည်းတိမ်မြှုပ်ပျောက်ကွယ်လာနိုင်ပါれဂျားပြပြောလို့လာက1989မှာဂျာစာပတိဂျိုမပါဝင်လာတဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့အုံနောက်ညံအားနေတဲ့သူတွေ စဉ်းစားတွေးခေါ်မှုအားနည်းတဲ့သူတွေဟာစီးပွားတက်ခြင်းကိုအားနည်းစေတက်ပြီးတော့ဉာဏ်ပညာအတွေးခေါ်ရှိရှိလုပ်ရင်ခန္ဓာကိုယ်ခွန်အားကိုကြိုးစားပြီးအသုံးချခြင်းထက်ဉာဏ်ပညာကိုအသုံးချတော့သူပြီးရှေ့ကိုတာပြီးတော့ရောက်နေပါတော့အတေချာပဲဖြစ်ပါလေခင်ဗျာ။ ထို့သူဘောမှန်တွင်းထွက်ပစ္စည်းများတတ္ထုပစ္စည်းများတဘာဝဓာတ်ငွေဆိုင်ရာလုပ်ငန်းများများစွာတိုးတက်နိုင်ပြီးရေထွက်ကုန်ပစ္စည်းများယင်ဆက်ပစ္စည်းများနိုင်ငံခြားခရီးသွားဆိုင်ရာလုပ်ငန်းများ OA Champion နေရာထိုင်ခင်းမီယာအကြောင်းရွှေများများစွာဖြစ်ထွန်းတတ်သောနှစ်တစ်နှစ်ဖြစ်ပါれ။အုပ်ချုပ်မှုစနစ်များဥပဒေဆိုင်ရာထုံးဖွဲ့မှုများအများပြုပြင်ပြောင်းလဲအများအပြားပြုပြင်ပြောင်းလဲနိုင်ပြီးအကောင့်ဘတ်တို့ဥတည်သွားနိုင်ပြီးတင်းကျပ်မှုများဖြေလျော့နိုင်သောနှစ်တစ်နှစ်ဖြစ်ပါれ။ အင်္ဂါဂျုံနဲ့တင်းလာဂျုံတို့ပြန်လဲပါဝင်လာခြင်းကြောင့်အစမှအခက်အခဲများစွာကြုံရနိုင်တော်ညာလဲအဆုံးတက်မှာတော့မိများပြင်ခက်ခဲစေကမူအေးချမ်းခြင်းငြိမ်းချမ်းခြင်းနဲ့စိတ်လုံခြုံမှုကိုပြီးခြင်းကိုဥတည်သွားနိုင်တော်နှစ်တစ်နှစ်ဖြစ်ပါတယ်ခင်ဗျာဤက1388ခုနှစ်အတွက်ဂျူအဖွဲ့စည်းနဲ့ဟောဇရန်ပြီးဆရာအနေနဲ့ကြားပြပြောလို့သူကယခုဟောဇရန်ကအကောင်းမြင်ဝါဒကိုဥတည်ပြီးခေါ်ကြားထားတာဖြစ်တဲ့အတွက်ဆရာမိတ်ဆွေတို့အနေနဲ့ ဟောဇရန်ကိုဟောဇရန်မြဖြစ်ပါကြောင်းနဲ့ဒီက1368ခုနှစ်အတွက်ဟောဇရန်ဖြစ်ပါကြောင်းဆရာမေဆွေတွေအားလုံးကိုအကြံပြုပြောကြားလိုက်ပါရစေခင်ဗျာအဲဒီ1368ခုနှစ်မှာမေဆွေတို့အနေနဲ့အဲခုနှစ်ရသားခုနှစ်ရသားသမီးအပေါင်းတွေကအဲနေသားအားလုံးပေါ့ခုနှစ်ရသားရှစ်ရသားသမီးတွေအားလုံးဘေးပြာမှန်သမျှဝေးကွာကြပါစေဒါအပြင်ဒီ1368ခုနှစ်မှာစပြီးပြီးတော့ဆရာတို့ လူမျိုးတီတီဘာသာတီတီတိုင်းပြည်မှာရှိတဲ့လူတွေတီတီကဘာမှာရှိတဲ့လူတွေအတီတီအားလုံးဘေးပယာမှန်သမျှဝေးကွာကြပါစေကြောင်းဆရာငယ်ရဲ့မိသားစုနဲ့တကွာအားလုံးကိုဆုတောင်းမြတ်တာထောပနာပြုလိုက်ပါတယ်ခင်ဗျာအဲဒုံဖိတ်တန္တရာကတတ်တန္တရာကယောဂကန္တရာကဆိုတော့ကကြီးသုံးပါးကနေကင်းဝေးပြီးတဲ့အခါမှာတူဥပေါ်တူအကျင်နာနဲ့မေတ္တာနဲ့ထားနိုင်ပြီးတဲ့အခါဒီနှစ်ကို1389မှာစတင်ပြီးနှစ်ပေါင်းများစွာတိုင် ဝိပယာမှန်မြဝိကွာလို့ကောင်းကျိုးအပြပြပြည့်စုံကြပါစေကြောင်းဆရာကမြတ်တာဘူးဆုတောင်းဖော်ပြနာပြုတာလိုက်ပါတယ်